အန်တက်ကဗျူအားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့မှာကျွန်တော်က Vivo ရဲ့ Ace 200 Ultra ရဲ့ကင်မရာကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဖုန်းရဲ့ကင်မရာတွေကအရင်ကမှ advance ဖြစ်လာပြီတကယ်ကင်မရာနဲ့တော့မှရင်မောက်တန်းလာနိုင်ပါပြီဆိုတော့ဒီဖုန်းဆိုလို့ရှိရင်လက်ရှိထွက်ထားသမျှ Ultra ဖုန်းတွေထဲမှာကျွန်တော်အကြိုက်ဆုံးဖုန်းပါဆိုတော့ဒီဖုန်းကိုကျွန်တော်မိန်းမကတော့သူစမ်းသုံးကြည့်ပြီးတော့အရင်ကိုကြိုက်လို့ကျွန်တော်ဝေဖေးဖို့တောက်လျှောက်ကိုပူစားနေရပါဆိုတော့ဘာတွေကောင်းလဲသိကြရင်တော့ video တွေတစ်ချက်လောက်ပြီးအောင်ကြည့်လိုက်ပါ Android Ultra Camera ကို click and forget အမျိုးအစားလိုအောင်ပြောလျက်ဘာလို့လဲဆိုတော့ဘလူရိုက်ရိုက်ကိုလာတယ် Portrait ပဲရိုက်မလား Landscape တွေပဲရိုက်မလားဒါမှမဟုတ် Snap ပဲပန်းမလားလျှက်တစ်ပြက်အခိုက်အတန့်လေးရောမှလှပတဲ့ပုံရိပ်အဖြစ်မတန်းတင်ပေးနိုင်ပါတယ် Main Camera ကတော့ H100 Ultra ရောလို့1 inch sensor နဲ့ဖုတ်တော့ဦးတွတ်တက်နည်းနည်းပိုသေးတယ်1 in 1.28 inch sensor ပဲသုံးမိထားတယ်ဒါပေမဲ့35 mm နဲ့ပြတ်သွားပါတယ် စင်ဆာ site ကရှော့မှလည်းရမယ်အခုတော့မှသူ့ရဲ့ကင်မရာဘန်ကြီးကတာမန်ဖုန်းတစ်လုံးစာလောက်ကိုထိုးနေတယ်35 mm street photography နဲ့ documentary ရိုက်ဖို့အတွက်ဆိုလို့ရှင်တော့အသင့်တော်ဆုံး focal lens ပါပဲ portrait မဟုတ်တဲ့တာမန် shot တွေမှာတော့သူ့ရဲ့ edge sharpness တွေကတော်တော်လေးမိုက်တယ် background မှာ natural bokeh effect လေးရရတယ် ultra wide ကိုလည်း upgrade လုပ်လာတယ်ပိုကြီးတဲ့1 in 1.2 sensor ပဲသုံးပေးထားတယ် main lens မှာသုံးထားတဲ့ sensor ပါ အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီ day sharpness တွေအရန်ကျွတ်တဲ့ wide shot တွေရိုက်လို့ရတယ်တော့ wide sensor မှာပါပေမဲ့သူ့မှာ image processing အတွက် chipset နှစ်ခုတောင်ပါတယ် post processing အတွက် v3 plus ဆိုတဲ့ chipset ကိုသုံးပြီးတော့ vs1 ဆိုတဲ့ chipset က exposure တွေ focus နဲ့ image stacking လို့ပြော pre processing တွေကိုအလုပ်လုပ်ရတယ်ဒါကြောင့်သူ့ရဲ့ sensor site ကသိနေပေမဲ့ noise တွေဘာတွေကိုကောင်းကောင်း handle လုပ်ပေးနိုင်တာပါ telephoto ကတော့ S100 Ultra 200 megapixel lens ကိုပဲပြန်ပြီးတော့သုံးနေတာလေဒါပေမဲ့ crisp ဖြစ်ပြီးတော့တော်တော် detail မိုက်တဲ့ tele shot တွေကိုရိုက်လို့ရမယ်ဆိုတော့ portrait shot တွေဆိုလို့ရှိရင်လည်းအဝေးကနေလှိုင်းရိုက်တာတော်တော်လေးကိုအားရမိပါတယ်ဇွန်းဆွဲမယ်ဆိုလို့ရှိရင်တော့105စထိကိုဆွဲလို့ရတယ်ဒါပေမဲ့တစ်ခါတလေမှတော့ကိုဇွန်းဆွဲတဲ့အခါကိုက focus လုပ်ချင်တဲ့ object ကိုမိဖို့အတွက်နည်းနည်းလေးအားစရာလေးတော့ရှိတတ်တယ်ဆိုတော့200 megapixel crop ပြီးရလာတဲ့ပုံတွေကဒီတိရဲ့လုံးဝအကျန်းသားကြီးပဲ ဟိုးရင်တော့ဖုန်းတွေလိုမျိုး HDR တွေအရင်များနေရမဟုတ်ပဲね Vivo ရဲ့ Color Sense ကြောင့်ပဲ Cinematic Sense နဲ့ဓာတ်ပုံလေးတွေထွက်လာပါတယ် Zone နဲ့ပတ်သက်ပြီးတခုထပ်ပြောချင်တာအခုသူ့ရဲ့ Periscope ကတခြား Ultra ဖုန်းတွေနဲ့ရှင်ရင်တော့မတော်တော်လေးကိုမိုက်နေပြီအဲ့ဒါကိုမှကိုကတာမန် user မဟုတ်ပဲね Photography ဘိုင်းကိုလည်းစိတ်ဝင်စားတယ် Concept တွေဘာကြီးလဲတွားတက်တက်သူဆိုလို့ရှိရင်တော့သူ့ရဲ့ telephoto standard ပါတယ် Photography kit ကိုဝယ်ဖို့ suggest လုပ်ချင်ပါတယ်ဒါမှလည်းသူနဲ့ပတ်သက်တဲ့ full experience ကိုရမှာပါ portrait ဆိုမှဒီဖုန်းရဲ့ portrait shot တွေကတော်တော်လေးလှပဲ sharpness နဲ့ detail ဘာမှမပြောရမလို့ရုပ်ကကြော့တက်ပြီးလုံးဝအသက်ဝင်တယ်ဆိုတော့ focus တွေကလည်းအရန်သဘာဝကြရဲဆိုတော့တချို့ mirrorless နဲ့ DSLR camera တွေတော့ကောင်းကောင်းရှင်းပြီးရဲလို့ရပါတယ် background separation ဆိုလည်းသပင်တစ်ချောင်းချင်းစီကနေဖြတ်ပေးနိုင်တာတွေ့ရတယ်အဲ့ဒါနဲ့ Zeiss ရဲ့ filter တွေပေါင်းလိုက်တော့အရန်လာတဲ့ portrait photo တွေထွက်လာတယ်သူ့မှာ filter တွေအများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ Zeiss filter ပါတခြား filter တွေလည်းအများကြီးရှိတယ် ကိုယ့်ရဲ့ mood ပေါ်လိုက်ပြီးရွေးပြီးတော့ရိုက်ပါတော့သူက vivid ကိုတော့ default အနေနဲ့ပေးထားတယ်သူကဒီ vivid ရဲ့ color ရာအရန်ဖန်ချီဖြစ်ပြီးတော့ Instagram တို့ဘာလို့ social network တွေမှာတင်ဖို့အတွက်လုံးဝ ready ပဲအဲ့တော့ဒီ phone ကကိုက double တော့ရိုက်ချင်တယ်ဒါပေမဲ့ edit လောက်ကမှပြင်းနေဆိုတဲ့သူတွေနဲ့လုံးဝအံကိုက်ပဲ night shot တွေကလည်းဘာမှမပြောနေကြမလို့ mainland ကော ultra wide ကော yellow တဲ့ပုံရတီတီးတယ်အရန် fine တယ်ဒါကြောင့်ဒီ phone ကညဘက် double ထွက်ရတာကြိုက်တဲ့သူတွေရဲ့လက်ဆွဲအောင်ဖြစ်လာနိုင်ပါတယ်နောက်ထပ်ပြောပြပေးမှာတော့သူ့ရဲ့ video ဘိုင်းမှာ 4K 120 FPS ကိုသူ့ရဲ့ lens အကုန်လုံးမှာရိုက်လို့ရမယ်။ဒါအပြင် Dolby Vision လည်း support ပါသေးတယ်။ 8K ကတော့ ultra wide တစ်မျိုးထဲမှာပဲရိုက်လို့ရမယ်။ဒါပေမဲ့ 8K ကိုလည်းကျွန်တော်ကတော့တိတ်ပြီးစိတ်ဝင်စားဘူး။ဘာဖြစ်လို့လဲဆိုတော့သူက f scale လုပ်ပြီးထားတာလေးပဲဖြစ်တဲ့အတွက်ပါ။ Video ဘိုင်းနဲ့ ပတ်သက်ပြီးကျွန်တော်အကြိုက်ဆုံးကတော့သူ့ရဲ့ OIS ပါ lens အားလုံးမှာ OIS ပါတယ်ကျွန်တော်လိုမျိုးလက်မငြိမ်းတဲ့သူရိုက်တာတော့မှထွက်လာတဲ့ footage တွေကတော်တော်လေးကို stabilization ကောင်းတယ်မသိရင် tripod မှာတက်ပြီးတော့ပန်လှုပ်ထားသလားလို့တော့ခံစားရတယ်အဲ့လောက်ထိကိုကောင်းတာပါ long mode လဲ support လာပြီးဖြစ်တဲ့အတွက်ကိုယ့်ဘက်သားကို color grade လောက်ကကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့တော့ quality ပဲသူ့ရဲ့ video quality ကပြောမယ်ဆိုလို့ရှိရင်ကျွန်တော် iPhone တွေထက်မတဘူးဆိုရင်တော့မှ ကောင်းနေတဲ့ရင်မောင်တန်းတိုင်းနဲ့ level တစ်ခုရောက်လာပါပြီ50 megapixel f2.5 selfie camera နဲ့ရိုက်ပေးပုံတွေကတော်တော်လေးဥမာ detail ရမိုက်ပါတယ်ဆိုတော့ကျွန်တော်လိုမျိုးအဲဒီအရန်စမှုတဲ့ selfie camera တွေမကြိုက်တဲ့သူတွေတော့မှသူ့ရဲ့ selfie camera ကိုတော်တော်လေးသဘောကျမိတယ်ဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်တော့ 4K ကို 60fps နဲ့အမြင့်ဆုံးရိုက်လို့ရမှာပါ။အဲဒီမှာပါတဲ့ AI eraser ကကျွန်တော်သုံးဖို့သမျှ object eraser ရဲ့အထက်မှာတော့တော်တော်လေးဟိုမှာ unique ဖြစ်တယ်လို့ပြောလို့ရတယ်။ ကပုံတွေဖြတ်ပြရဲ့အခါမှာဗျုတ်ကြီးရဲ့အရင်ထပြီးကြံမနေခဲ့ပဲနဲ့တည်တည်တတ်တတ်လေးဖြစ်အောင်ဖြတ်ပေးနိုင်တယ်ဒါပေမဲ့တခုတော့ရှိတယ် object တွေကိုဒီတက်လုပ်တဲ့အခါမှာတခြားဖုန်းတွေရဲ့ AI eraser တွေထပ်ဆောက်လို့ရှိရင်နည်းနည်းလေးပိုကြတယ်ဘာလို့လဲတော့မသိဘူး process လုပ်တာလည်းကြာပါတယ်နောက်ပြီးတော့သူ့မှာ Sony နဲ့ iPhone တွေမှာလိုမျိုးပဲ camera control ပါလာပါပြီကျွန်တော်တို့တော့ gimmicky ဖြစ်တယ်လို့ပဲမြင်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ camera control ကအရင် fluid ဖြစ်တယ်လို့မခံစားရဘူးနှစ်ချက်နှိမ့်မှ camera ပွင့်တယ် pressure sensor လို့ပြောရတယ်ဆိုပေမဲ့ တော့ iPhone တွေပါလေလို့မျိုးတစ်ချက်တည်းဖိလိုက်တာနဲ့ကင်မရာပွင့်ရမယ်စားတော့နှစ်ချက်လောက်နှိပ်မှပဲမပွင့်ရင်ပွင့်ရင်ပွင့်နေပါတော့ exposure setting တွေပါလေကို setting တစ်ခုနဲ့တစ်ခုပြောင်းတဲ့အခါမှာလည်းအရင် smooth ဖြစ်မနေဘူးဆိုတော့ဘာတွေ့တုံးလို့ရလဲဆိုတော့အဲဒီ zone တွေပါလေဆွဲလို့ရမယ်ပြီးတော့ shutter button ဒီအတွက်ပဲတုံးလို့ရပါတယ်အဲ့ထက်ပိုပြီးတော့အတုံးဝင်လည်းမခံစားရပါဘူး ကျွန်တော် overall ပြန်ပြီးခြုံပြောမယ်ဆိုရင် Vivo X200 Ultra မှာအရင်ကမိုက်တဲ့ camera system ကြီးကိုပိုင်ဆိုင်ထားတယ် photography အတွက်ပဲဖြစ်ဖြစ် videography အတွက်ပဲဖြစ်ဖြစ်တခြားသော ultra phone တွေထက်လှတစ်ဖြားတာနေလို့တော့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ Vivo ရဲ့ UI ရဲ့ stable ဖြစ်နေရလေးကိုလက်ခံနိုင်တယ်ဆိုရင်တော့ရေးရေးချဖို့ကျွန်တော်ကတော့ recommend ပါတယ် okay ကြိုက်ပြီးဝယ်ခြင်းနဲ့ဆိုရင်တော့ Apple Plus Mobile မှာ bat 3400ကိုရတဲ့နဲ့ဝယ်လို့ရနေပါပြီ Apple Plus Mobile ရဲ့ location လေးကတော့ဘန်ကောက်မြို့ပတူဝိုင် area မှာရှိတဲ့ MBK Center ရဲ့၄လွှာ zone 4b3 ပဲဖြစ်ပါတယ်။ unit လေးကိုကုညီပေးတဲ့ Apple Plus Mobile လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးသွားတဲ့ viewer တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုကြိုက်နေတဲ့အရင်တော့ like and share လုပ်ဖို့မမေ့ပါနဲ့။နောက်ထပ်ဗီဒီယိုတစ်တင်တဲ့လူပြန်လာခဲ့ပါမယ်။